အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရယ် Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့မူနာကိုအသင်းရဲ့လက်ရှိနီးပြတက်ကနေကစားမားတွေအားလုံးလေ့ကျင့်ခန်းအစီအစဉ်ပဲဖြစ်ဖြစ် training အစီအစဉ်ပဲဖြစ်ဖြစ် club ရဲ့ squad အစီအစဉ်မှာနောက်ကျရင်အသင်းမှာရှိတဲ့အသင်းပေါ်တွေအားလုံးကို iPhone 16 Pro ဖြစ်ဖြစ်17 Pro ကိုဝယ်ပေးရမှာဖြစ်ကြောင်း ကလပ်ဖက်ကတရားဝင်ထုတ်ပြန်ကြေညာထားတယ်။ဟိုတနေ့ကပဲမူနာကိုကစားမတယောက်ဖြစ်တဲ့ခရစ်စတန်မာဝစ်ဆာကနေ့ချင်းကနောက်ကျတဲ့အတွက်ကစားမတွေအားလုံးကိုယူရို၄000ထိကုန်ချခံပြီးတော့ဝယ်ပေးခဲ့ရပြီဖြစ်တယ်။ ဂျူဗန်တက်စ်အသင်းကိုတော့ဥရောပဘောလုံးဖွဲ့ယူယူဒီဖာကနေထပ်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်ဂျူဗန်တက်စ်ကဒါသူတို့အသင်းအနေနဲ့2022ကနေ25အတွင်းဘာနာယေးစီမင်းနဲ့ဖောက်ဖျက်မှုတွေမတမာမှုတွေတောက်လျှောက်ပြုလုပ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဥရောပဘောလုံးဖွဲ့ချုပ်ကယူဒီဖာကိုထပ်ပြီးတော့ဂျူဗန်တက်ကိုဆက်သွယ်ပြီးတော့သူတို့ဘက်ကစုံစမ်းလျက်ရှိတာပါဘာနာယေးမျိုးနဲ့အသင်းကလည်းဒူရှန်ဗလာဟိုဗစ်ကိုသူတို့ရဲ့အနာဂတ်တိုက်စစ်ပိုင်းအတွက်ရည်ရွယ်ထားတယ်အထူးသဖြင့်ဟာရီကိန်းလူရာသီမှာထွက်ခွာသွားဖို့ ွေရှိတဲ့အတွက် ဘိုင်ရင်ကဗလာဟိုဗစ်ကိုချင်းကပ်ထားပြီးဘာစလိုနာနဲ့အပြိုင်ဆာဗီယာတိုက်စစ်မှုကိုစိတ်ဝင်စားလျက်ရှိတာပါဘာစလိုနာရဲ့အသင်းကောင်းဆောင်ဂိုးသမားမာအန်ထရီထက်စီကန်ကအနာဂတ်ကိုနွေရာသီမှာထက်ဆောင်းရာသီမှာဆုံးဖြတ်ချက်ချမှာဖြစ်ကြောင်းဆိုပါတယ်33နှစ်ဝယ်ရှိတဲ့ဂျာမနီဂိုးသမားကဒုတိယခွဲစိတ်ကုသထားပြီးအနာယူရသူဖြစ်ပြီးတော့ကလပ်ဘက်ကတော့သူ့ကိုအသင်းရဲ့ plan ထဲမှာမပါဘူးလို့ကြေညာထားပေမဲ့ထက်စီကန်ကဇန်နဝါရီမှာတော့သူ့ရဲ့အနာဂတ်ကိုခြာသွားဖို့အစီအစဉ်စဉ် းစားနေစေဖြစ်ကြောင်းဖော်ပြထားတယ်။တချိန်တည်းမှာပဲဘာဆိုနာကစာချုပ်သက်တမ်းမတူတော့တဲ့လိုက်စင်မူချီရောဘတ်လီဗန်ဒေါစကီကိုအတလတီကိုမတွေ့ကချင်ကပ်ထားတယ်။ဒီကိုကလီဗန်ဒေါစကီကိုလိုချင်ပြီးတော့ခေါ်ယူဖို့ဆန္ဒရှိနေကြောင်းနဲ့လက်ရှိမှာတော့ရောဘတ်လီဗန်ဒေါစကီကိုအတလတီကိုမတွေ့ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဆက်သွယ်ထားတာပါ။ရီယယ်မက်ဒရစ်အသင်းကအန်တိုနီယိုဘူရီကာကိုထွက်ခွာခွင့်ပေးဖို့ဆုံးဖြတ်တဲ့အတွက်ဥပမခန်းတို့နဲ့တစ်ဖက်ကခနာတီတို့နှစ်ယောက်ကိုသူတို့ရဲ့ပြစ်မှတ်ဖြစ်စတင်စကားပြောနေတယ်။လီဗာပူးကခ နာတို့ကိုဂလပ်လွတ်ဖို့ဆန္ဒရှိလို့ဘိုင်ယန်ကလည်းတတ်တန်းတို့ဖို့လုပ်နေတဲ့ဥပမခါတို့ကိုရီယယ်မတွေးကာခေါ်ယူဖို့ကြိုးပမ်းနေရှိတာပါ။ဂျာဗီလွန်ဆိုကတော့မိုင်ယာမီမှာကံမဲ့ဗီလာရီယယ်နဲ့ဘာဆိုနာပွဲကလုံးဝ လက်ခံခြင်းစရာမကောင်းတဲ့ပွဲဖြစ်ကြောင်းနဲ့လာလီဂါမှဒီလိုမျိုးပွဲစဉ်အတွက်ထပ်ပြီးတော့ကန့်ကွက်မှုတွေဇက်တိုက်တွေ့ရပွဲရှိကြောင်းသူကဆိုလိုက်ပါတယ်။မာဆေးသင်းကတော့ရီယယ်မက်ဒရစ်မှာနေရာမရနေတဲ့အန်ဒရီကိုစိတ်ဝင်စားလျက်ရှိတယ်။အန်ဒရီကိုတိုင်ကအသင်းကထွက်ခွာဖို့ပြင်ဆင်ထားပြီးတော့အလွန်ဆိုကလည်း နေရာမရနိုင်ဘူးလို့အတည်ပြုထားတဲ့အတွက်အန်ဒရီကစောင်းရာသီမှာအသင်းပြောင်းဖို့ဖြစ်စင်နေတာပါ RB Leipzig အသင်းကသူတို့ရဲ့16နှစ်အရွယ်ရှိတဲ့ Ivory Coast တောင်ပံကစားမယန်ဒီယာမန်တီကိုပြောင်းရွှေ့ချေတမ်းမလိုက်ပါနဲ့ပြောင်းရွှေ့ချေကတော့ Euro 300 ပေါင်88တန်းဖြစ်ပြီးတော့အိုက်တန်ဂျီပြီးမှပဲရောင်းချမှာဖြစ်တယ်လို့ဆိုတဲ့ဘန်ဖီကာအသင်းကသူ့ရဲ့နောက်ခံလူအန်တိုနီယိုဆေးပါးကိုရောင်းချဖို့ပြင်ဆင်ထားတယ်။ပြောင်းရွှေ့ခြင်းကတော့အန်တီဆေးပါးအတွက်ယူရိုတန်း80လောက်ရရင်လက်ခံဖို့ရှိပြီးတော့ပရီးမီးယားလိဂ်ကလပ်သင်းအချို့ကသူ့ကိုဆက်သွယ်မှုတွေပြုလုပ်ထားတာပါ။အာဆင်အသင်းရဲ့ပိုင်ရှင်တွေဖြစ်တဲ့စတန်ကွန်ကီနဲ့ဂျော့ချ်ကွန်ကီတို့ကတော့ကလပ်အသင်းရဲ့ကွင်းသစ်စီမံကိန်းကိုဆန္ဒအပြေးအဝါရှိပြီးတော့ကွင်းသစ်ကြီးကို တကယ်ကိုအစင်တာမြင့်တဲ့ first class ရှိတဲ့ကွင်းသစ်ကြီးတစ်ခုစောက်ဖို့သူတို့ဘက်ကဆန္ဒရှိပြီးတော့ အလီရမ်ကိုဆောက်ပေးထားတဲ့ဆိုဖီစီဒီယံပုံစံမျိုးကိုရည်ရွယ်ထားတယ်လို့ဆိုပါတယ်။အာစနယ်အသင်းရဲ့နောက်ခံလူဝီလျံဆာလီဘာကစာချုပ်တဲ့တန်းထတ်တိုးတာကဂါဘရီယယ်ရဲ့စကားလဲပါလို့ဒီသင်းမှာသူ့အနေနဲ့အကောင်းဆုံးနောက်ခံလူတယောက်နဲ့ဆူဖလာတွေရယူခြင်းနဲ့ဆန္ဒကြောင့်တတန်းဒုတ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ကြောင်းဆိုပါတယ်မီခဲအာတီတာအနေနဲ့အခုလောလောဆယ်အနေထားရကလပ်သင်းရဲ့စကွတ်တက်ကိုခြေနှက်ပေမဲ့ဒဏ်ရာပြဿနာမကြာခဏဖြစ်လာတဲ့သူသင်းပေါ်ကိုတော့စိုးရိမ်မှုရှိ ိကြောင်းသူကဝန်ခံခဲ့ပြီးပွဲတိုင်းတန်ရနိုင်မှုကိုသူတို့ဘက်ကရှောင်လွှားဖို့လိုအပ်ကြောင်းဆိုလာပါတယ်။ Manchester United အသင်းရဲ့နီးပြရာထူးတွက် Roberto Mancini ကစိတ်ဝင်စားလျက်ရှိတယ်။ Fichi နေဖြစ်တဲ့ Glazer မိသားစုနဲ့ Sachin Radcliffe တို့ကကလပ်သင်းရဲ့နီးပြရာထူးအတွက် Ruben Amorim ကိုယုံကြည်မှုအပြည့်အဝပေးသားတည်တိုင်အောင် ရောဘတ်တိုမန်ချီနီကမန်ချက်စတာယူနိုက်တက်နီးပြရာသူအတွက်ရူဘင်အာမိုရိုထောက်ခံရရင်သူနီးပြအတွက်စိတ်ဝင်စားလျက်ရှိကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။မန်ယူနိုက်တက်အသင်းကမကွာယာရဲ့ contract ကိစ္စကိုဆွေးနွေးခြင်းတပတ်ကိုတသိန်းလောက်နဲ့မကွာယာကိုတက်တန်းတိုးဖို့လုပ်နေတယ်။အလုခလာစာကသူကတပတ်ကိုတသိန်း၈,၉၀၀ထိရရှိနေတာဖြစ်ပြီးဆော်ဒီအာရေဗျာကတပတ်ကို၅သိန်းထိကမ်းလာမှုကိုဟာရီမကွာယာကပယ်ချထားတာဖြစ်တဲ့မန်ချက်စတာယူနိုက်တက်နဲ့အသင်းမှာဆက်နေခြင်းပြီးတော့

တတန်းတူဖို့အတွက်ဟာရီမကွာယာကဆန္ဒအပြေးဝါရှိနေတာပါ။ဘရိုင်အပွေးမိုးကတော့ကလပ်အသင်းကိုကာလို့စ်ပလီပါအရာခေါ်ယူပေးဖို့သူဘက်ကအစွမ်းကုန်ချိုးပန်းနေဆဲဖြစ်တဲ့ကင်မရွန်လေဝေးစင်အသင်းဖော်ကာလို့စ်ပလီပါကိုရူပေအာမရွန်နဲ့မန်ယူနိုက်တက်ဘုတ်ဖွဲ့ခေါ်ယူနိုင်ဖို့သူဘက်ကဆောင်ရွက်မှုတွေပြုလုပ်ပြီးတော့ကစားမပူပါဖြောင်းဖျထားတယ်လို့ဆိုပါတယ်။ဖက်ကွာဒီယိုလာကတော့ဒီအသင်းနဲ့ပတ်သက်လို့အချိန်တိုကြာဆက်ရှိနိုင်မယ့်အစီအစဉ်မျိုးရှိကြောင်းနဲ့ကျွန်တော် energy ကြီးအပြေးဝါနဲ့ဒီသင်းကိုကောင်းကောင်းကင်တွယ်နေစေဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့ရာသီထက်ပိုပြီးတော့ပိုကောင်းတဲ့ energy တွေကိုရရှိနေပြီလို့ ဂွာဒီယိုလာကဆူထတာပါမန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှုဟာလန်ကသူပထမဆုံးရောက်တဲ့နှစ်ကဖလားသုံးလုံးအောင်မြင်မှုမျိုးဒီနေ့ရာသီမှာလည်းဆူဖလားတွေနဲ့အောင်မြင်မှုတွေကိုရရှိနိုင်လိမ့်မယ်လို့သူဘက်ကယုံကြည်မှုအပြည့်အဝရှိကြောင်းဆိုထားပါတယ်ချက်စီးတီးရဲ့လီယန်ဒီလက်ကတော့မန်ချက်စတာယူနိုက်တက်ကိုသူပြောင်းရွှေ့ဖို့အနည်းဆက်ဆုံးဖြစ်ကြောင်းဝန်ခံခဲ့တယ်လူရာသီမှာချက်စီးကိုမပြောင်းခင်မှာမန်ယူနိုက်တက်ကိုပြောင်းဖို့90ရာခိုင်နှုန်းလောက်ထိတေချာခဲ့ပြီးတော့မှချက်စီးကသူ့ကို ခက်မြန်မြန်ပဲကာလာမှုပြုလုပ်ခဲ့တဲ့အတွက်နောက်တစ်ခုက club worker အတွက်ရည်ရွယ်တဲ့အတွက်ကြောင့်သူအပြောင်းအရွှေ့ကိုဆုံးဖြတ်ချက်ပြောင်းပြီးတော့ Chelsea ကိုရွေးချယ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ Anzo Mariska ကတပွဲတယောက်လုံးအနီးကပ်ထိနေတဲ့ပြဿနာကိုဖြေရှင်းဖို့လိုအပ်လာပြီးဖြစ်ကြောင်းနဲ့ကစားသမားတွေရဲ့ discipline ပိုင်းအားနည်းမှုကိုအသေးအနေနဲ့အဓိကဆောင်ရွက်ရတော့မှာဖြစ်ကြောင်းဖော်ပြလာတယ်။ Chelsea ကတော့ဆိုးပွဲမှာလည်း Malugusto ထပ်ပြီးတော့ထောက်ခံခံရတာဖြစ်ပြီးတော့လာမယ့်ပွဲချက်ကာလမရှိတော့ တဲ့အချိန်မှာအသင်းအနေနဲ့အမှတ်တွေအပြေးအဝရဖို့ ဒီလိုလူတယောက်ရောလို့မဖြစ်ဘူးလို့သတိပေးလိုက်ပါတယ်ချက်စီအသင်းကတောင်မန်ကစားမအက်စတာဗေကာတို့ပွဲထွက်ခွင့်ရဖို့မျှော်လင့်ထားတယ်လက်ရှိမှာနက်တူကချက်စီရဲ့ဦးစားပေးတောင်မန်ဖြစ်ပေမဲ့ဂျန်နက်တနီယာအတွက်ခီတင်းစ်ရဲ့အလဟန်ဒိုကာနာချိုနဲ့အက်စတာဗေတို့၃ယောက်အရယူနေတဲ့ချိန်အက်စတာဗေကအိုက်တနီယာအတွက်သူ့ဘက်ကယုံကြည်မှုအပြည့်အဝနဲ့ကြိုးစားလက်ရှိကြောင်းဆိုပါတယ်ထော့နယ်ဟော့စပါအသင်းရဲ့အသင်းကောင်းဆောင်ဟောင်ဟာရီကိန်းကိုယ်တိုင်ကစပါကိုပြန်လာဖို့ဆန္ဒရှိနေတယ်အထူးသဖြင့် အလန်ရှိယာရဲ့ record ကိုချိုးချင်တဲ့ဆန္ဒကြောင့်ထော်တန်ကိုပြန်လာဖို့ရှိလို့ hurricane နေနဲ့ spa ကိုပြောင်းမယ်ဆိုရင်တော့သူ့ရဲ့ bayern club အသင်းကိုဒီနွေရာသီမတန်ခင်ကြောင်းချဖို့လိုအပ်ကြောင်းနဲ့ euro 65သန်းနဲ့ spa ကခေါ်ယူခွင့်ရှိမှာပါထော်တန် host spa အသင်းရဲ့ကွင်းလယ်ကစားမ James Madison ရဲ့နေရာအစားထိုးဖို့တဲ့ spa ကကွင်းလယ်ကစားမတယောက်ကြည့်နေတယ်ဒါ Lucas Paqueta ကို west ham ကရောင်းမယ်ဆိုတဲ့အတွက်ကြောင့် spa ကအကစားမကိုသဘောချလို့အခြားကွင်းလယ်တွေကိုလည်းကြီးစုလျက်ရှိကြောင်းဆိုပါတယ်လေဘာဘူး င်ကတော့ Antoine Semenyo ကိုခေါ်ယူမဲ့စင်းနဲ့ပါဝင်လာပါတယ် Tosbo ရဲ့ report ရာ Semenyo ကိုဒါအသင်းရဲ့တောင်ပန်နှစ်ဖက်လုံးတွဲရည်ရွယ်ထားတာဖြစ်ပြီးတော့ဒီစားမားရဲ့ယိုကြီးစာချုပ်က85တန်းလောက်ရှိနိုင်တယ်လို့ဖော်ပြထားပါတယ်လီဗာပူးက Ibrahima Konate ကိုကာလရှည်ကြာတက်တန်းတူဖို့ကမ်းလှမ်းထားတယ်စရုပ်တအချင်းကမ်းလှမ်းမှုဖြစ်တယ်ခနာတီတောင်းဆိုတဲ့တပတ်နှစ်သိန်းခွဲ မရှိလောက်ဘူးလို့ဖော်ပြထားပေမဲ့ဒီကမ်းလှမှုဟာအီဘရာဟီမာခနာတေးလက်ခံနိုင်မဲ့အခြေအနေမျိုးရှိတယ်လို့လီဗာပူးဘက်ကမျှော်လင့်ထားတာပါလီဗာပူးအနေနဲ့အေဗာတန်ရဲ့နောက်ခံကစားမဂျာရော့ဘရော့ဝေ့ကိုချဉ်းကပ်ထားတယ်ခနာတေးတတ်တမ်းမတိုးရင်ပဲဖြစ်ဖြစ် မာကေဟီကိုခေါ်ဖို့အဆင်မပြေခဲ့ရင်အေဘတန်ရဲ့အသက်23နှစ်ရွယ်ရှိတဲ့အင်္ဂလန်နောက်ခံလူဂျာရက်ဘရော့ဝစ်ကိုလီဗာပူးကခေါ်ချင်နေတာဖြစ်တဲ့အေဘတန်ကတော့သူတို့နောက်ခံကစားသမားကိုပေါင်တန်း80လောက်ထိသတ်မှတ်ထားတာပါခရစ်စတီယန်ပဲလစ်ကဥရောပကလပ်တီကိုပဲဂေဟီကိုရောင်းချဖို့ဆုံးဖြတ်မှာဖြစ်ကြောင်းကြေညာထားတယ်။တတ်တမတိုးတော့တဲ့အတွက်နွေရာသီမှာလမ်းခွဲမဲ့မာဂေဟီကိုပဲလစ်ကဇန်နဝါရီမှာ15တန်းတန်း20လောက်နဲ့ရောင်းဖို့ပြင်ဆင်နေတာပါ။ ဟူဝါဟန်တာအသင်းကလည်းကျုံကန်နေရာတီတိုင်အောင်စောင်းရာတီမှာကစားသမားတိခေါ်ဖို့ဆန္ဒမရှိကြောင်းဖော်ပြလာပါတယ်ကလပ်ဖတ်ကအဓိကကစားမအများစုကိုရောင်းချဖို့လဲဆန္ဒမရှိလို့ သူတို့ကိုယ်တိုင်ကလည်းအခြားခွန်ယူမှုတွေပြုလုပ်မှာမဟုတ်တဲ့အတွက်ဘယ်ကစားမတယူးတယောက်မှထွက်ခွာမှုမရှိလို့ကစားမသိခွန်ယူမှာမဟုတ်ကြောင်းဝူးဖ်ကပိုင်ရှင်ကကြေညာထားပါတယ်။ယိုဟန်ဝစ်ဆာတယောက်ကာလာရှေချာဒုတရရမယ့်အရေးကကင်းလို့ခွင့်ရခဲ့တယ်။ဒီယာကွန်ကိုအတွက်ကမ္ဘာဖလားချေစပွဲသွားကစားရင်ဒုတရရရှိလို့ 6ပတ်ကျော်အနားယူနေရတဲ့ဝန်ဆာတယောက်မကြမီပြန်လာနိုင်ဖို့ရှိပေမဲ့စိုးစိုးဝါဝါဒုဒယရမယ့်အခြေအနေကနေလုကင်းခဲ့ကြောင်းအတည်ပြုထားတယ်။တကယ်လို့အဲ့ဒုဒယကိုသာခွဲစိတ်ရရင်6လလောက်တိသူကိုဆုံးရှုံးရပွဲရှိပေမဲ့ယူကာဆယ်ယူနိုက်တက်ရဲ့ကစားမအစ်ကမကြမီပြန်ကစားနိုင်ဖို့နီးစပ်ရရှိကြောင်းဖော်ပြထားပါတယ် တဖက်မှာတော့စန်ဒလန်အသင်းရဲ့အသင်းကောင်းဆောင် Granit Xhaka ကကျွန်တော်တို့ဒီနေ့ရာသီစွမ်းဆောင်ရေးကြောင်းကျွန်တော်တို့က top down twin ကောင်းကောင်းဝင်နိုင်ကြောင်းနဲ့ Premier League မှာတေးချပေါက်ကြံရည်ဖို့အခွင့်အရေးများစွာရှိကြောင်းဆိုထားတယ်စန်ဒလန်ကဒီနေ့ရာသီတန်တက်ပြီးတဲ့အချိန်မှာတောင်းလျှောက်စွမ်းဆောင်ရေးကောင်းပြသထားလို့ Granit Xhaka အပါဝင် quality ကစားမှအများစုကိုခေါ်ယူထားတာပါဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအကစားတင်ပါအားလုံးကျေးဇူးပါတယ်